UPS Company Store Share တရရဲ့ထဲမှာပဲ17%ကျော်ခုန်တက်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ UPS Company ကလူပေါင်း48000ဝန်းကျင်ကို အလုပ်ဖြုတ်လိုက်တဲ့အကြောင်းကြေညာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဟာဆရာကုမ္ပဏီကလူတွေအလုပ်ဖြုတ်လို့ဆိုတာစီးပွားရေးမကောင်းလို့ဖြုတ်တာမလား။ဘာကြောင့်ကုမ္ပဏီ Store Share တက်တာလဲ။စီးပွားရေးမကောင်းလို့မဟုတ်ဘူး။ UPS က ဒေါ်လာဘီလီယံနဲ့ချီတက်တာအောင်ဆိုပြီးတော့လူတွေကိုဖြုတ်ပြီးတော့ AI ကိုအတုံးပြုတ်ရတဲ့အတွက်ကြောင့် stock share ကတရထက်မှာခုန်တက်သွားဖြစ်ပါတယ်ဒီလိုမျိုး70%ခုန်တက်တယ်ဆိုတာနှစ်ပေါင်းအများကြီးပါမှာပထမဦးဆုံးအချိန် UBS stock share ခုန်တက်ခြင်းဖြစ်ပါတယ်စီးပွားရေးမကောက်အလုပ်ဖြုတ်ရဆိုရင် stock share ကကြဖို့ကင်ပိုများတယ်ဘာနဲ့တူတယ်ဆိုတော့စေတတော့လောကစားလို့အရက်တမားတဲ့ တဝီတော့မိမဖြစ်တာဆိုင်ရင်စိတ်ထားကောင်းကိုချင်းစာစစ်ရှိပြီးတော့ financial freedom time freedom location freedom ရတဲ့မိန်းနိုင်လာရဲ့မိမ10ရောက်ထဲကတယောက်ဖြစ်ရတာပို့ပြီးတော့ကောင်းတဲ့သဘောပါပဲအဲ့လောက်ကြည့်ကြရပြန်နောက်ပတ်ကုမ္ပဏီကလူတွေအများကြီးကိုအလုပ်ဖြုတ်ပြီးတော့ပတ်စံကိုချွေတာပြီးတော့ AI မှာပို့ပြီးတော့ investment လုပ်ပါတော့မယ် AI မှာပို့ပြီး investment လုပ်နေလေ AI နဲ့ပတ်သက်တဲ့ stock share တွေပို့ပြီးတော့တက်လေလေး ဲ့လာကြောင့်ချမ်းသာခြင်းဆိုရင်အခုအချိန်က stock investing call option put options advance option day trading movement stock ကိုအရင်အရင်လုပ်တင်နေတဲ့အချိန်ဖြစ်ပါတယ်ကဘာပတ်ခြင်းနဲ့ financial freedom time freedom location freedom ရခြင်းဆိုရင်တင်တဲ့လေးကို youtube video description ကမှမှာ click နှိပ်ပြီးတော့ဒီနေ့ပဲတက်ပြီးတော့ဒီနေ့ပဲတင်လို့ရပါပြီဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တာတက်ရနေ တလအတွင်းမှာ9,500မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူလို့ပြောလို့ရပါတယ်ခေါ့ရှင်ဒီနေ့ထပ်တက်လိုက်တယ်ခေါ့ရှင်တက်လိုက်တာအပူရချိုးရင်းရှိတယ်ကြာမျိုးပူကောင်းပါလားတဲရပူကောင်းလဲဆိုတော့ဆရာကနင်အက်ထရမ်နီအက်ထရနယ်ငါးလမ်းနီးလမ်းငါးလမ်းရှိရဲ့အဲ့ဓာရီကခင်းအကြိုက်ဆုံးဒီကောင်တွေကအရင်ကချိရောက်တယ်ခင်းအဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီအက်ထရင်ပါလဲအက်ထရမ် ဖားတွေကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူး။ဆရာဆရာကြီးကလုံးဝဘာမှနားမလည်ရဘူးနော်။ဆရာပြောတဲ့အတိုင်းပဲလိုက်လုပ်ပါတယ်။ဟုတ်ကဲ့။ဒီဟာတွေကိုအတိအကျတိချတိုင်းလုပ်တယ်။လုံးဝအရှုံးမရှိဘူး။